ယ်မှာငံပြာကြီးလေးဟောက်တီလောက်ထဲနော်ကဲငံပြာကြီးဟောက်တီလောက်ထဲကြားလေးဟောက်တီလောက်ထဲကွန်ဘောထဲပါမယ်ကွန်ဘောကဟောက်တီဘယ်လောက်ထဲလဲကွန်ဘူရဲ့အမောကဟောက်တီဘယ်လောက်ထဲမယ်ဝင်လိုက်ပါဒီကောင်းကြီးထဲပြီးနေလိုက်ပါချက်ဦးကိုရေလေး ်ဗျာရေလေးနည်းနည်းလေးပဲတဲ့ရပြီရမ်းပြုတ်တော့ဒီထဲမှာ

အသားကြီးကိုချက်အောင်ကြော်ပါမယ်ဒါဒီပါအခုငါချက်သားတဲ့ကျဲဥကိုဟိုကတင်ပါမယ်ကထိုင်းလေးချက်သားတဲ့မျိုးပါပဲနော်ကျဲပြောပါမယ်ဝတ်သား50ဂရမ်ကို ောက်ပြီးဆုံးနံပြာကြီးအောက်ပြီးဆုံးပဲနံပြာကြီးကြီးတော့ကြားလေးနည်းနည်းငေးကောင်းလေးနည်းနည်းထည့်ပြီးတော့တန်ပူရာ half table ကောမော half table နည်းနည်းပြီးတော့ချော်ထားတာပါကျဲဦးကြတဲ့ခါကျတော့ရေလေးထည့်ပြီးတော့မှစကားနဲ့တိုက်ချော်ပြီးတော့မှအမင်းပြူပေါ်မှာအုပ်ပြီးစားတာဖြစ်ပါတယ်ခိုင်ဖူလေးပါသိချင်လေးနဲ့စားကြပါနော်အဲ့ရင်ချက်စားပါကျွန်တော်ဆက်ဆိုးပါကျေးဇူးပါပဲခင်ဗျ